ရှိဥစွာဘုရားသခင်ကြီးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့တကိုးကြီးသောလက်တော်အောက်၌ဆိုရက်ကောင်းစင်လေးနဲ့ခေါ်အပ်ပေးတော်မှာဖြစ်ပါတယ်။ပေတရုဩဝါဒစာပထမဆောင်အခန်းငါစာပိုက်6နဲ့ခွန်ကိုဖတ်ပါမယ်။ထို့ကြောင့်ကာလအချိန်တန်လျင်ဘုရားသခင်သည်သင်တို့ကိုချီးမြှောက်တော်မူမိအကြောင်းတကိုးကြီးသောလက်တော်အောက်၌ကိုကိုကိုနှိမ်ချကြလော့။သင်တို့ကိုသတိနဲ့ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရင်ချင်းအမှုရှိသည်များတို့ကိုကိုရောနဲ့အနှံကြလောပြောရတွေ့ရတယ်။အဲ့တော့ဒီနေ့ကျွန်တော်ယုံကြည်သူတွေကိုဘုရားသခင်ကနှိမ်ချဖို့စင်တို့နှိမ်ချဖို့နော်ပြောရတွေ့ရတယ်။တောင်ပေါ်ဒေသနာမှာလည်းဒီလိုပဲ။အဲ့တော့စင်တို့နှိမ်ချတဲ့အခါမှာတိဖို့ကကျွန်တော်တို့ကလူရရှိမှာနော်စင်တို့နှိမ်ချရတာဖြစ်ပေမဲ့တကယ်တကယ်ကြတော့ပါလေ တိဘူကဖရာရဲ့စကားကိုနားထောင်ပြီးဖရာကိုကြောက်တော့အဖြစ်နော်ဖရာစကားနားထောင်တော့အဖြစ်နှင့်ချခြင်းဖြစ်တဲ့အတွက်ဟာလာတကိုးကြီးတော့လက်တော်အောင်ဖရာသခင်ရဲ့တကိုးကြီးတဲ့လက်တော်အောင်မှာကိုယ့်ကိုနှင့်ချခြင်းဖြစ်တယ်ဆိုတာကိုသတိပြုဖို့ဖြစ်ပါတယ်အလကားနေလူတွေလိုက်နှင့်ချနေခြင်းမဟုတ်ပါဘူးနော်ဖရာရဲ့တကိုးကြီးတော်လက်တော်ကို နှိမ့်ချခြင်းဖြစ်တယ်သူအောင်မှာเนาะဒါတော့သတိပြုဖို့ဖြစ်ပါတယ်ဆိုလိုရာကတော့ကျွန်တော်နှိမ့်ချခြင်းနဲ့အလုံးတို့ဟာเนาะဖရာမျက်နှာကိုထောက်ထားပြီးတော့မှလူတွေနဲ့ဆက်ဆံတဲ့နေရာမှာအချင်းချင်းဆက်ဆံတဲ့အခါမှာအသင်းတော်ထဲမှာလုပ်ငန်းကွန်မှာဘယ်ရောက်ရောက်စိတ်လုံးနှိမ့်ချခြင်းရှိဖို့တိုက်တွန်းနေခြင်းဖြစ်တယ်အဲ့လိုစိတ်လုံးနှိမ့်ချရင်မဖြစ်လေကာလအချိန်တန်လင်ဘုရားသခင်တင်တို့ကိုချီးမြှောက်မယ် ပြောပါတယ်ဒီနေ့ဖျားသခင်မှာကျမ်းစာကြည့်လိုက် အချိန်ဆိုတာရှိတယ်ကျွန်တော်အချိန်ရတဲ့ဖျားကသွားတာမဟုတ်ဘူးတခါလေးမှာကျွန်တော်တို့ကအလွန်စိုးရင်ပူပန်ပြီးတော့မှဒါမရလို့မဖြစ်ဘူးဆိုတော့အစာချောင်ဆူတောင်းတဲ့အခါမှာတခါလေးမှာကျွန်တော်အလိုလိုက်လေးရှိပါတယ်ဒါပေမဲ့အဲ့ဒါဖျားသခင်ကအချိန်မဟုတ်ပါဘူးအချိန်မဟုတ်ပါဘူးအဲ့တော့ဖျားသခင်ကအချိန်ကြရင်တော့ ဒီနေ့တင့်ဟာချင်းမြောက်ချင်းခံရမှာဖြစ်တယ်အဲ့တော့ဒီချိန်မှာဘာလုပ်ဖို့လိုလဲเนาะကိုယ့်ကိုဘုရားသခင်ရဲ့တကောတော်လက်တော်အောက်မှာနှိမ့်ချဖို့ဖြစ်ပါတယ်เนาะအဲ့လိုနှိမ့်ချရင်ဘာဖြစ်မလဲဆိုတော့တင်တို့ကိုသတိနဲ့ကြည့်ရှုတော်မူတော့ကြောင်းတင်တို့၌စိုးရင်ချင်းအမှုရှိသည်များတို့ကိုကိုတော်၌အနံ့ကြလောပြောတာတွေ့ရတယ်ဆိုတော့ကိုယ့်ကိုနှိမ့်ချရင်ဘာဖြစ်လာလဲစိုးရင်စရာရှိလာတော့ဗော လူတွေရဲ့အနိုင်ကျင့်ခြင်းတွေနော်လူတွေရဲ့ဟာလာအထင်သေးခြင်းတွေဩအရှုံးခံရတာများစွာရှိနိုင်ပါတယ်နော်လူတွေ ਨੇ ကိုကဘလို့ခေါ်မလဲရှင်ပြတော့စကားမများခြင်းဘူးနော်အရာရာမှာကိုကနှိမ့်ချတယ်အရှုံးခံလက်အခါမှာရှုံးစရာတွေနော်နာစရာတွေများစွာရှိတယ်အဲ့ဒီခါမှာဘာဖြစ်လာလဲစိုးရင်စရာရှိပါတယ်ငါဘလို့ရက်တည်မလဲငါဘလို့လုံမလဲလူတွေငါ့ဘလို့မြင်မလဲ เนาะအထင်သေးသွားမလားငါတော့ဒုက္ခရောက်တော့မှာပဲစိုးရင်ဆရာရှိတယ်ဒါပေမဲ့ဒီနေရာမှာတော့ဟာလာစိုးရင်ချင်းသတိနဲ့ကြည့်ရှုတော်မူတော့ကြောင်းကိုရောသတိနဲ့ကြည့်နေเนาะအဲ့တော့စိုးရင်ချင်းအမှုရှိသည်မလို့ပြောတယ်အလုံးကိုเนาะတခုမကြံဖျက်လက်ထက်အပ်ပါဆိုရင်ချင်းတစ်ခုဝင်လိုက်တစ်ခုအပ်ပါနှစ်ခုရှိနှစ်ခုလုံးအပ်ပါတိမ်မထားပါနဲ့အရေးကြီးတာတိမ်ထားမြင်အဲ့အတွက် တောက်လျှောက်စိုးရိမ်နေမှာဖြစ်တယ်နှိမ်ချနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ကိုယ်သတိနဲ့ကြည့်နေတယ်ဆိုတာကိုမမေ့ဖို့ဖြစ်ပါတယ်။အဲ့တော့တင်းတို့ရဲ့စပင်ပင်လည်းအကုန်ရည်တွက်လက်ရှိတယ်ပြောတယ်။အတိပဲကတော့ဒီနေ့ကိုယ်စပင်ဘသူကရည်တွက်နိုင်ပါလဲ။ငါဖရရည်တွက်တယ်။ဘယ်နဲ့မှတင်းရဲ့စပင်ဘယ်နဲ့ပင်ချွတ်တယ်ဘယ်နဲ့ပင်ကျန်တယ်။ဘယ်နဲ့ပင်ပြန်ပေါက်တယ်ဘယ်နဲ့ပင်ပြန်ပြီးတော့မှရှိလာတယ်။ဆိုရက်စင်းဟာ ဘုရားသခင်လက်ထဲမှာရှိတယ်တဲ့ဆူရောကတော့အတိတ်ဘယ်ကအဲ့လောက်ထိအဲ့လောက်မကတင့်ကိုဂယုစိုက်တယ်သတိနဲ့ကြည်နေတယ်လို့ပြောချင်တာအတိတ်ဘယ်ကတော့ကျွန်ကျွန်တော်တို့စပိန်ကိုကျွန်တော်တို့မသိနိုင်ဘူးလေဟာနော်အမှန်တမ်းမယူရပေမဲ့ရှောမဲဖွက်မဲအယောင်ဆိုးရင်ဆိုးမဲကောက်မဲဖြောက်မဲဒီထက်ကလွယ်ဘာမှမလုပ်နိုင်ဘူးနော်ဘယ်တပင်ရှိလို့ရှိမှန်းဂယုမဆိုင်နိုင် ဲ့တော့အတိပဲကတော့ကျွန်တော်တို့ကိုကျွန်တော်တို့ချစ်တာထက်ဘုရားပို့ချစ်တယ်ကျွန်တော်တို့ကျွန်တော်ကယုဆိုင်နိုင်တာထက်ဘုရားကယုဆိုင်တယ်နော်ကျွန်တော်တို့ကိုကျွန်တော်တို့ဗာလဲဟိုယူရတာထက်ဘုရားသခင်ကပို့ယူရတယ်ပို့ချင်တာတယ်ပို့ကောင်းစားစေချင်တယ်ဒီလိုပြောတာပါဒါကြောင့်ဓမ္မမေဆွေဒီနေ့တကိုးကြီးတဲ့လက်တော်အောက်မှာကိုယ့်ကိုယ်အစဉ်ပဲနှိမ့်ချဖို့ပြောချင်ပါတယ် အဲ့တော့အဲ့လိုနှိမ့်ချတဲ့ခါမှာတွေ့ရမယ်ဆိုရင်ချင်းပူပန်ချင်းတွေရှိရင်လက်ကျန်မထားပါနဲ့အကုန်လုံးဘုရားသခင်ရဲ့လက်ထက်မှာအပ်ပါအဲ့ခါမှာဒီနေ့အနိုင်ဖို့အတွက်ဆိုရင်တော့ဘာသိရမလဲဘုရားသခင်ကငါ့ကိုသတိနဲ့ကြည့်နေတယ်နော်ငါ့ကိုငါကောင်းစားစေချင်တာထက်ငါ့ဖခင်ပူကောင်းစားစေချင်တယ်ငါ့ကိုငါကယုစိုက်တာထက်ငါ့ဖခင်ငါပူကယုစိုက်တယ်ငါ့ကိုငါချစ်တဲ့ဖခင်ငါ့ဖခင်ငါ့ကိုပူချစ်တယ် ရှုရက်စိတ်ချမှုရှိပါเนาะအဲ့ဒါဆိုရင်တော့ဒီနေ့ကိုယ့်ကိုနှိမ်ချနိုင်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့အချိန်တန်တဲ့ကာလမှာဘုရားသခင်ကအလုံးရဲ့အထက်မှာတင်းကိုချီးမြှောက်လိုက်မယ်လို့ခေါ်ပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်နဲ့တင်းတို့အလုံးကိုစကားပြောပါစေတော့အာမင်